လေးလေးနဲ့တော့ကြောင်းဘူးတင်းကျုံပါလေးလေးနဲ့မတော်လို့မရတင်းကျုံပါလေးလေးကတော့မနက်ကတို့ဘာဝပြီးခဲ့ပြီဆိုရင်ဝီတီဘိုင်းကိုသိမ်းခဲ့လိုက်ဟုတ်လိုက်ဝီတီဘိုင်းကတော့ဒီပုံကလဗီလာနဲ့ပတ်သက်ပြီးတော့ကြာဟုတ်ပါဘူးဘူမိပုံကလဗီလာဘူမိဗီလာနဲ့ပတ်သက်ပြီးတော့သိရမှာကတော့ပုံကူရဲ့တန်တမာရနိုင်တဲ့ဝီတီစိတ်အဲ့တော့ပုံကူဆိုတာလည်းပဲ ဒီကမ္မဘုံမှာရှိတဲ့ပုံပုံတွေရှိတယ်။ဘို့ရူပဘုံမှာရောက်လာတဲ့ပုံပုံတွေရှိတယ်။အရူပဘုံမှာရောက်လာတဲ့ပုံပုံတွေရှိတယ်။ဟုတ်လား။အဲ့ဒီတော့ညာအဲ့ဒီဘုံသုံးမျိုးမှာရှိနေတဲ့ပုံ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 တွေကဒီပုံပုံတွေပဲ။ကမ္မဘုံမှာရှိနေကမ္မဘုံသားပုံပုံ။ရူပဘုံကလည်းရူပဘုံသားပုံပုံဖြစ်တယ်။အရူပဘုံကလည်းအရူပဘုံသားပုံပုံနော်။အဲ့လိုဆိုတော့ညာကမ္မဘုံမှာရှိတဲ့ပုံပုံတွေနဲ့ပတ်သက်ပြီးတော့ညာဖြစ်နိုင်သောစိတ်မဖြစ်နိုင်သောစိတ်ဒီလိုမျိုးပါလိကဓာတ်ရိုက်ပြတယ်နော်။ ဲ့မရနိုင်တဲ့စိတ်ကြိုးတဲ့ကြတဲ့ညာဖြင့်ရနိုင်တာလေးပြရတယ်ပေါ့ဟုတ်လားနောက်အဲ့တော့အဲ့လိုသိခဲ့တာကလည်းပြောလို့ကာမဘုံသားရဲ့ဇာယစိတ်ကိုပြရတယ်အဲ့လိုဆံရတော့ပြန်ရူပဘုံအဲ့ဘုံကဆံရူပဘုံဆံနေရတဲ့ရူပဘုံဖြစ်တယ်ဟုတ်လား အဲ့ဖြစ်ပြီဆိုလို့ရှင်အဲ့ဒါလူမဘုံမှာဖြစ်တဲ့စိတ်အင်းနဲ့တွေ့ချင်းမြင်ကြီးဆိုလို့ရှင်အဲ့ဒီဇန်ရဆိုကာမဘုံသားရဲ့ဇန်ရစိတ်ကိုပြီးပေါ့ဟုတ်လားပြီးပြီးတော့ညလူမဘုံရောက်သွားတဲ့ပြိုင်နဲ့လူမဘုံမှာမရှိတဲ့စိတ်ကိုတော့မရတော့ဘူးပေါ့ဟုတ်လားဒါကြောင့်လူမဘုံမှာ မရှိနိုင်တော့စိတ်ဘယ်မှာတော့စိတ်၆ပါးမလားဒီတော့သူတွေ့ရဲ့ခန္ဓာလေးတရား၆ပါးရဲ့မာဘိပတ်စိတ်၈ပါးအဲ့ဒီစိတ်၆ပါးကိုနှုတ်နှုတ်ပြီးတော့ညလူမဘုံ၅ပါးလေးကတော့လူမဘုံမှာပြိတ္တန်နေမှာလို့ထည့်လိုက်အဲ့ဒါဆိုရင် ဘုမဘုံနာတို့ရဲ့စိတ်ရဖြစ်တယ်လို့ပြောလို့မှဟုတ်လားအခါအာရိပဘုံကိုရောက်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ချင်ပြီဆိုလို့အဲဒီဘုမဘုံနာပုဂ္ဂိုလ်ရဲ့စိတ်ရအနေနဲ့ဒီလားဟုတ်လားပြီးပြီးတော့ဒါအာရိပဘုံမှာနှုတ်ရင်တော့ဘုမဘုံနာတွေဟိုအာရိပဘုံနေလိုက်တန်းနှုတ်ခြင်းတော့ဘုမဘုံမှာရတဲ့စိတ်တွေရောအာရိပဘုံမှာမရဘုမဘုံမှာမရတဲ့စိတ်တွေရောအာရိပဘုံမှာမရတဲ့စိတ်တွေအကုန်ရောနှုတ်လို့နှုတ်လို့ရတာပေါ့ဟုတ်လား အဲ့လိုလွယ်သွားလို့တစ်ဆင့်ပြင်းနှုတ်လိုက်တာเนาะအဲ့တော့အလူဘပုံသားရဲ့ဆေးရကိုပြည့်ကျင်တဲ့အခါဘယ်လိုလုပ်လဲလူဘပုံသားရဲ့ဆေးရကိုပြီးပြီးပြီးတော့ရအလူဘပုံမှာမရထိုက်တော့စိတ်20တဘာဒီမဟုတ်20ပေါ့เนาะ20ပဲရှိတယ်လူက20ပဲနှုတ်ပါတော့20ပဲ20တဘာလို့ရှိတဲ့ပုံစံတွေ20တဘာလုံးနှုတ်လိုက်เนาะအဲ့ဒါနှုတ်ပြီးတော့ညာအလူဘပုံမှာဖြစ်မှာမဟုတ်လို့ပရိသတ်နေနေဖြစ်မှာမဟုတ်လို့အလူဘပုံပေါင်းပေါင်းလိုက်ရင်ဘာဖြစ်လို့လဲ အရဘဘုနာဘုရဲ့ဆေးရနေနဲ့တွေ့နိုင်နေဟုတ်လားဒါကိုအဲ့ဒါတွေကိုချင်းချုံပြီးတော့ပြလိုက်လို့ညာဘုံမှာရနိုင်တဲ့စိတ်တွေကိုဘုံအလုံးမှာရနိုင်တဲ့စိတ်တွေပြလိုက်ရအတိဒီဥဒိစေတံကာမေကာမဘုံမှာကတော့ဒီစိတ်ပေါင်း70ရနိုင်နေအဲ့ဒီ70တွေကိုဖျက်ပြလိုက်တယ်မှာပဲမန်ဂိုကကိုးပါးမှာတစ်ပါးဉာဏ်နဲ့စိတ်70 70ကိုအဲ့ဒါအတိဒီရရတယ်လို့ဒီလိုမှတ်ပါနော်နောက်ရူပေရူပဘုံမှာရနိုင်တဲ့စိတ်ပေါင်းကဘယ်လောက်ရှိလို့စတုတ္တချီ 64ပါးတောင်ရှိတယ်ဟုတ်လားအဲဒါဆို64ပါးဘာတွေလို့ဆိုလို့ညာမေဘုဇာဘုဘမပါဘူးဒေါသူတွေမပါဘူးဒါနာလေးရဲ့၆ပါးမပါဘူးမှန်ပါတော့အာဘာဝတ်စိတ်ချင်ပါမပါဘူးပေါ့ဟုတ်လားဟုတ်ပါဘူးဒါဝင်အနက်ကအနေလေးပြင်းရနော်အဲအဲ့ဒါလေးနဲ့မှတ်ထားလို့နော်ဒေါဘာလို့မလုပ်ပြတာနော်သော80အနေဝိပတ်မဟာဂါနာဒိဋ္ဌိယပဋိလပြ64ပါးလို့ပြောနေကြတာနော် အဲ80ရှိတဲ့နည်းကမဟာဥပဒေရှင်မကာနာရိယ6ပါးနားပါတော့မဟာဥပဒေရှင်မသင်လိုက်အဲ့ဒါဆိုရင်64ပါးရအဲ့64ပါးကရူပပုံမှာထပ်ကြည့်ရလို့ကဖြစ်မယ်ပေါ့ဒီလိုပဲနော်နောက်အလိပါဥပမာဖြစ်နိုင်တဲ့စိတ်စိတ်ပေါင်းကြလို့ရဒီဆက်တာတွေက40နှစ်ပါးပဲရှိတော့တယ်အဲ့40နှစ်ပါးကိုလည်းပဲလေးညာလေးထဲမှာထည့်ထားတယ်ဘာလဲတော့လောမောနောနွားမဟာမှုလူမာဂိယ အလပါတိအလပါတိယလောဘဒရာပထမပေကြခွန်နှစ်တွက်စစ်ပေါင်းည42ပါးလုံးဟောလိုက်လောဆိုတာလောဘဒိချင်းပါမောဆိုတာမောဒိနှစ်ပါးနောဒရာဝိဇန်မာမှုတွာမာကုတုမာလူယာကမာလူယာဒိချင်းပါအလပါကုတု၄ပါးအလပါတိယ၄ပါးလောဘဒရာတွေကပထမကျင်ပထမပေထားတယ်ပထမကျင်တော့လောဘဒရာပထမစိတ်ကျင်တော့ကရမဏိမကျင်တော့ဘုရားနဲ့လောဘဒရာစိတ်ခုနကမောင်းလိုက်ရင် ၄၀ဆန်နှမရှိရင်အဲ့ဒီ၄၀ဆန်နှမဒီအာလူမပုံမှာဖြစ်နိုင်ကြစိတ်ကြီးဝိစိတ်ကြီးဟုတ်လားဟုတ်လားအင်းအဲ့ဒါလေဒါမနေ့ကမနေ့ကပြောလို့ရတော့အဲ့ဒီလိုအပြင်တဲ့ဒီစရဝိကစိတ်ကြီးဘာသာချောင်းပန်းမှာဖြစ်တဲ့စိတ်ကြီးရဲ့ဖြစ်ပုံကြီးထိုက်ဒီအာလီယောသာဖြစ်တဲ့ဒီအာလီယောသာဘုံဏ္ဏိကဘဝန်လေးခြားချလို့ဖြစ်တယ်ဟုတ်လားနောက်ကျပြီးတော့ပြည့်ညာမှုထားပါတော့မြင်တဲ့စိတ်က မြင်လာတဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့စိတ်ကအများဖြစ်နေဟုတ်လားမင်းမဟုတ်ဘူးဟုတ်လားမြင်မြင်ပြီးတော့ညအခုအဲ့ဒီအာယုံကိုမြင်လာတဲ့ပတ်သက်ပြီးပြီးတော့ပြီးတော့ဟုတ်လားခါလေးကြားတဲ့အာယုံအကြားတဲ့အာယုံမြင်လာတဲ့ပတ်သက်ပြီးဘူးဆိုင်တာပြီးဆိုရင်ဒါသုဒ္ဓရာဝီဖြစ်တာနော်အကြားတဲ့ပတ်သက်ပြီးတော့ဘူးဆိုင်ပြီးဆိုလို့ရှိရင်ဒါသုဒ္ဓရာဝီဖြစ်တာဟုတ်လားနောက်အနံ့ရတဲ့ပတ်သက်ပြီးတော့ဘူးဆိုင်ပြီးဆိုရင်ဒါနာရာဝီဖြစ်တာဟုတ်လားနောက် နော်အရာသာခန္ဓာနဲ့ပတ်သက်လို့ဒီစည်းဝါးသွားတာပေါ့နော်။ဒါကိုခန္ဓာကိုယ်မှာငြင်းတဲ့အတွေ့အထိကျန်းတဲ့အတွေ့အထိကြည့်ရလို့ဆိုလို့ရှိရင်ဒါကလည်းတော့ဒါဟုတ်လိုက်စိတ်ထဲမှာတခုကြံစည်တာစဉ်းစားနေပတ်လိုက်ရင်မတော်တာဖြစ်တယ်ဟုတ်လိုက်။အဲ့လိုမျိုးလေးတွေဖြစ်တဲ့အခါကြီးရှိတယ်နော်။ဥပမာအိတ်နေတဲ့အခါကျအဲ့လိုမျိုးဖြစ်လာမယ်။ဖြစ်ပါရဲ့။ပြုလို့ဒါမှဘဝနေဖြစ်တယ်လို့ပြောတာ။ဟုတ်လိုက်။အဲ့တော့အဲ့ဒီဘာသာချောင်းမှာဘဝနေချမ်းသာပြီးဖြစ်ကြပါလေ။ဟုတ်လိုက်။မအိတ်တော်လည်းပဲမဖြစ်တာလည်းရှိရနော်။ ိတော်လည်းစကုဒါရလည်းခေါင်းခေါင်းလုံးရှိပါလေ။အဲဒီမိန်နဲ့ရှိရမယ်။စကုဒါရလည်းမိတော်ဒါရလည်းအာယမုတ်ပြုနေခန္ဓာရလည်းအာဟုစိတ်ထဲမှာလည်းဘာမှမရှိဘူး။အဲဒီမိန်နဲ့အဲ့လိုမေးဘူး။ဘာမှမလုပ်ဘူး။ဟုတ်လား။အဲ့လိုကဘဝလေးချချာလို့ကဒီလိုဖြစ်ကြပါလေ။အဲ့ဒါကဘယ်ချိန်ဖြစ်ဖြစ်မလို့တော့ဇာဝတာကြီးပဲ။အသက်ရှင်နေတာကာလပတ်လို့ဖြစ်နေမှာ။အဲ့ဘလို့တိဖြစ်မှာဘလို့ပုံစံနဲ့မှာအဘုတ်ဆိုင်တာမပြမစဲလို့ဖြစ်နေမှာဟုတ်ရည်ပြဆဲမှုစီပဲလဲဖြစ်နေမှာဒါကြောင့်မလို့ မျိုးစိတ်တွေဖြစ်ရကာလနဲ့ဖြစ်ပုံပြည့်ပြည့်စုံမှာဆိုရင်ဖြစ်ရကာလပဲသင်ဖြစ်မှာပဲဒါစီရမြာကာလမှာတော့ဖြစ်မှာဟုတ်လားအဲတော့ဖြစ်ပုံချင်းရလို့ဆိုရင်ဘဝနေချချပြီးတော့ကြမပြတ်မစဲလို့ဖြစ်နေပါဟုတ်လားဒါလည်းမပြတ်သွားတာမျိုးတော့မရှိဘူးเนาะကဲဒါကဝူချီပိုင်းပေါ့เนาะအဲတော့ပြီးတော့မေဝုနဲ့မေဝုနဲ့တခုပြောပြအောင်မယ်ဒီဒါတော့ပြီးတော့ဒီဟာမေဝုတော့မဟုတ်ဘူးပေါ့အရာကြီးကမေဝုတခု အဲ့တော့ကာမဘုံနဲ့ဒါသက်ဆိုင်သောကာမဘူမိအာဝိနိကစေလို့လေ့မိထားတယ်။ကာမဘုံနဲ့ဒါသက်ဆိုင်တဲ့ကာမဘူမိအာဝိနိကစေကိုပြရတဲ့ဈာန်မှာလို့လေ့ဘူးတယ်။အဲကာမဘုံနဲ့မှာသက်ဆိုင်တဲ့စေတိဆိုတော့ကာမဘုံနဲ့မှာပဲသက်ဆိုင်နေတော့ဘုမဘုံညမရတော့ဘူးအာရုဘုံညမရတော့တဲ့စိတ်ကိုပြောတာ။ဟုတ်လား။အဲဘုမဘုံမှာမရတဲ့စိတ်ကဘာလဲဆိုရင် တော်သူတွေမာပတ်စေရှင်ပါခန္ဓာရိဒိယရှောင်းပါဟုတ်လားအဲ့ဒါတွေကကြတော့ကာမဘုံမှာရတယ်မလားဘုမဘုံလည်းပဲမရဘူးအတုဘဘုံမှာလည်းမရဘူးဒါကြောင့်အဲ့ဒီ16ပါးကိုတော့ကာမဘုံကြီးအဝိနိကစေကိုခေါ်သေးတယ်ဟုတ်လားကာမဘုံမှာကာမဘုံကြီးကသက်ဆိုင်တော့စိတ်ညောင်းဖုံးပြရပါတယ်အဲ့ဒီ16ပါးကိုဒေါ်တွေးရင်ခန္ဓာရိဒိယ6ပါးရဲ့မာပတ်စေရှင်ပါအဲ့ဒီ16ပါးဘာလို့လဲခေါ်လိုက်မလဲ ကာမဘူမိအာဝိနိကစေဒီလိုခေါ်ရတယ်ဆရာပြလိုက်ဟင်းကျန်တဲ့အရာကျတော့ကာမဘူမောင်ရောဘူမဘူမောင်ရောအကုန်လုံးဖြစ်ကြတယ်เนาะဆရာပြနော်ဆရာပြတော့ဒါမျိုးအောင်ကြီးလို့ပြင်ခဲ့တယ်ကျဲအဲ့ဒါစလို့ဝီတီမိုဘိုင်းလေးနည်းနည်းဆက်ရအောင်အောင်ဝီတီမိုဘိုင်းဟိုဝီတီဟိုဝီတီမိုဘိုင်းတို့ဟောပြောခဲ့ပြီเนาะဒီပထမဆုံးကာလနဲ့ပဋိညင်နဲ့အမှုတန်နဲ့ပဋိညင်ကိုပြတယ်ဆိုတဲ့အကြောင်း နောက်ဒီဝါမပြမဲ့မာတိကလင်းမျိုးဟုတ်တယ်မလားဘုံလင်းမျိုးရှိတယ်နောက်ပိဋကတိလင်းမျိုးရှိတယ်ကံလင်းရှိတယ်အနုပတ်တိလင်းမျိုးရှိတယ်ဆိုပြီးတော့ဥကြီးပိုင်းမှာပုတိမုတ်ပိုင်းမှာပြမဲ့လင်းမျိုးသောခေါင်းစဉ်ကိုလည်းပြောလိုက်ပါလားနာရတဲ့ဘုံလေးမျိုးကပါတယ်လို့ဆိုပြီးလာတယ်။စလတ်လုံးဘုံမျိုးရဘုံလေးမျိုးကပါတယ်လို့ဆိုတော့ညမာရိယာရရုံလိုက်။မေဘုံ၊ကာမတုတိဘုံ၊ရူပဘုံ၊အရူပဘုံ၊ဒါဘုံလေးမျိုးဟုတ်လား။နောက်ပြီးကြတော့အပယ်လေးဘုံဆိုတော့ အဲ့ဒါလည်းအပေရအပေပေါ်ဒီမျိုးလေးရှိတာလည်းမဟုတ်ဘူးအပေရလည်းလေးပုံပေါင်းရှိတာဟုတ်လားအာအမေလေးဘုံကဘာလို့လဲငရဲလိမ့်ဆန်ပြိတာအတူတူဟုတ်လားအဲဒါကာမတုပ္ပတိဘုံကဘယ်နှဘုံရှိရလဲကာမတုပ္ပတိဘုံကတော့ခုနှစ်ဘုံရှိတယ်ဟုတ်လားလူဘုံသတုမာရိဘုံဒါဝိဒါဘုံယာမာဒုတိတာနေမာနာရေဒီပရာဏိတာဝဒဝတိဟုတ်လားလူဘုံနဲ့နောက်ပြီးချက်ထပ်ဟုတ်လားလူဘုံနဲ့နောက်ဘုံ၆ထပ်အဲ့ဒါကိုကာမတုပ္ပတိခုနှစ်ဘုံလို့ခေါ်ရတယ်တဲ့ ဲ့တော့အခုကာမတုဒ္ဓိခုနှစ်ပုံရဲ့အပေလေးပုံပေါင်းလိုက်ဆက်တဲ့ပုံရှိတယ်။အဲ့ဒီဆက်တဲ့ပုံကိုကြတော့ကာမဆက်တဲ့ပုံလို့ဒီလိုခေါ်တယ်။ဒါဝေသာမနာယမေဃလတဝိဒာပိဆရဘာရှိပြီဆိုတော့ဒီဥစ္စာတွေကာမဥစ္စာမိတ်စီပါသင်္ခံဝိစ္စေကာမပုံလို့လည်းခေါ်နိုင်သေးတယ်။ဟုတ်လား။အပေလေးပုံကိုပြပါပါကာမတုဒ္ဓိခုနှစ်ပုံကိုပြပါဒါမှမဟုတ်ရင် ကာမဆက်တဲ့ပုံကိုအကျဉ်းချုပ်ဖော်ပြနေတာကာမဆက်တဲ့ပုံအကျဉ်းချုပ်နေပါလိမ့်မယ်။ ဒီနေ့ကိုလည်းအမှန်တရားကိုနည်းနည်းအားလိုက်လိုက်ဒါနေ့ကမှလည်းရရင်ကိုကြားပါဟုတ်လားဟဲ့ဆက်သွားကြရူပစေချောင်းကိုရူပစေချောင်းကိုမာရိတ္တဇာဘောရာမစေရေမေသနာဝိနေနာဘာကပထမဇန်တော့ပထမဇန်တော့ဘောပေါ့ဒီလိုမှာပေါ့နော်ပထမဇန်မှာတော့ဘောရှိတယ်မြမမာရိတ္တဇာဘောမြမမာရိတ္တဇာတော့ မဟာမြန်မာကြီးရဲ့ပြိသက်ထဲမှာပါဝင်တဲ့အနေနဲ့ဒါလည်းရှိတဲ့မြန်မာမျိုးပေါ့မြန်မာတွေနဲ့ဘုံမျိုးပေါ့ဟုတ်လိုက်။နောက်မြန်မာဘုရောဟိတာဆိုမြန်မာရဲ့ဘုရောဟိတ်အနေနဲ့ရှိတဲ့ဘုံမျိုးပေါ့ဟုတ်လိုက်။မဟာမြန်မာဆိုတာတော့သူကတော့ရှင်ပြည်မျိုးပေါ့အဲ့ဒီတော့ပါနော်။အဲ့တော့မဟာမြန်မာဆိုတာတော့ဒီဒီမြန်မာပေါ်မှာရှင်ပြည်လို့မြန်မာမျိုးပေါ့။နောက်တော့ဟိုမြန်မာအားလုံးဘုရောဟိတာဆိုတာအဲ့ဒီမြန်မာမြန်မာရဲ့အောက်ကဘုရောဟိတ်ဂျန်ပြီးလို့ ဟုတ်လားအဲ့လိုမျိုးတွေနေလက်ကျမှာပုံမျိုးပေါ့နောက်အဲ့ဒီဥစ္စာကြတော့ညာဘူလို့ပြောနောက်မှာလောင်းမယ်လားတွေလက်ပုံမျိုးလိုမျိုးပေါ့နော်ညာလေအဲ့လိုမျိုးရမဇန်ဘုံတော့ပုံရှိပါလေအစင်လိုက်ညက်တော့တယ်ဓမ္မပါဠိပြစ်စာကဓမ္မဘူလို့ကြတယ်ညက်တယ်ဒါတော့ဒီတာမန်လူတွေထက်ကျံပေးတယ်အစိုးရကျံပေးတယ်ညက်တယ်ခိုင်းအဲ့ဒီအစိုးရကျံပေးတယ်သူကညက်တယ်အစိုးရကညက်တယ်အဲ့ဒါအဲ့ဒီပေါ့နော်ဒီနိုင်ငံကြတယ်ဒါပေမဲ့မဇန်တို့ကိုခေါ်ရပါလေ ဓမ္မပါဠိစာဘုံဓမ္မပုရောဟိတာဘုံမဟာဓမ္မဘုံဟုတ်ပြီနော်ကျေနပ်ပြီပါပရိဒါဘာပရိဒံကနာဘာဓမ္မပါဒါစီရာနာဘုံဤနောက်ခုပရိဒါဘာဘုံအပမနာဘာဘုံအဘဒရာဘုံဟုတ်လားဒါဒုတိယဇံဘုံသုံးဘုံနော်ဟုတ်ပြီပါ

ေရခုံဘုံအာတင်ဉ္ဇက်ဘုံသုဒ္ဓဝါဒဘုံဆိုလို့စလုဒ္ဓဇံဘုံလည်းသုံးဘုံရှိရဲ့အင်းဒီဘုရားမြေလူဘောင်စရမြေသုဒ္ဓဝိတာဟောဒီသုဒ္ဓဝိတာ16ပါးတော်ရှိတယ်အဲဒီတိုင်းလေးဆိုရင်တော့၁၆ပါးဖြစ်နေတော့ဉာဏ်တာမရပထမဇန်ကသုံးဘုံဒုတိယဇန်သုံးဘုံတော့၆ဘုံဟုတ်လားဟောကောင်းတယ်ဟောတတိယဇန်သုံးဘုံတော့၉ဘုံဒီတိုင်းလေဝေယဘုံတွေကိုဘုံသုံးတော့၁၂ရှိတယ်ဟုတ်လားအဲနောက်ထပ်ပြောနေတာကသုဒ္ဓဝါဒက၅ဘုံရှိတယ်ဟုတ် ိဆောင်မုံလို့ပြောလိုက်နော်ဘုရားဝါသာကငါ့ကိုဟောပြလိုက်အဲရေတွက်ပြပါဆိုရင်ရေတွက်ပြသမှာလည်းပထမဇန်၃ဘုံဒုတိယဇန်၃ဘုံတတိယဇန်၃ဘုံသတုရဇန်က၃ဘုံမကတော့ဘောလိုက်လာပြသမှာတော့ခုနှစ်ဘုံတော့ဖြစ်သွားပါတော့ဘုရားကိုဘုံအသင်္နေသက်ဘုံသုဒ္ဓဝါသာငါ့ဘုံလို့ဖြစ်သွားမှာဘောလိုက်အဲ့လိုတွက်လိုက်မှသာလေလာပြမှာတော့ဘုံပေါင်းစား၁၆ဘုံဖြစ်ပါဘောဟောပြလိုက်ဒါသုဒ္ဓဝါသာလည်းပဲ ာ၅ပုံရှိတယ်သုတော်ဝါဒ၅ပုံပါတယ်မယ်အာဝိဟာတနာဘာဒနာတရဏိအတ္တိဒါစီတိသုတော်ဝါဒကုမိပိသဝိရာဟောတိအာဝိဟာဘုံအတ္တဘာဘုံသုဒ္ဓတာဘုံသုဒ္ဓတိဘုံအာဂနိတာဘုံဟဲ့လားမှတ်ပါဘူးမှန်ရဟုတ်လားဟုတ်နောက်အလုပါ၄ပုံရှိတယ်ဟုတ်လားဟဲ့အလုပါ၄ပုံခမရတော့အာဂါသဉာဏ်ယနာဘုံဝိညာဉ်ဉာဏ်ယနာဘုံအာဂိဉာဏ်ယနာဘုံ မေဝတညာနာတညာယရဏဘုံဆိုပြီးတော့ဒီလိုမျိုးဘုံအရူပ၄ဘုံရှိပါတယ်ဟုတ်လားကဲနောက်နေ့ကြမှာအဲဟိုအပေဒုယဆိုတာလေးနေမှာဟိုတင်းတင်းဟိုဟိုမှာခြေပြုမှာအပေဒုယဆိုလို့ညာဆောင်းပုံလေးရှိသေးရနော်အပေပုံမှာရတဲ့ပုံကဘယ်ပုံကိုရောဖားသိတယ်အဲ့ဒါအဲ့ဒီဟာလေးကကျက်တာပါနော်အပေလေးပုံနဲ့ရထိုက်တဲ့ပုံကိုဘယ်ပုံကိုရောနော်အဲ့ဒါလေးနောက်ပုံမှာရတဲ့ မပုံရပုဂ္ဂိုလ်သင်္ခါရတာမလားအဲ့ဒီကာထာလေးနဲ့ဟိုအမေဒုရဆောင်မလို့နေအောင်နောက်နေ့ကျမှရှင်းပြမယ်ဟုတ်လားကဲဒီလိုလုပ်ရအောင်